ထိုင်းနဲ့ကမ်ဘောဒီးယားကြားနေဆက်ဒေသအငြင်းပွားမှုကိုကင်တွယ်ဖြေရှင်းရမှာနိုင်ငံရဲ့အကျိုးစီးပွားကိုထောက်ခံဖို့ထိုင်းစစ်တပ်ရဲ့အမှတ်နဲ့ကြီးတက်နေမြေတမိုးဒုတိယဗိုလ်ချုပ်ကြီးဘွန်စင်ပက်ကလန်ကဝင်ကြီးချုပ်ပေထုံထန်ရှင်နာဝက်ကိုအကြံပြုခဲ့ကြောင်းဖန်ကောက်ပို့သတင်းမှာဖော်ပြခဲ့ပါတယ်။ပေထုံထန်အနေနဲ့ထိုင်းနိုင်ငံအပေါ်နိုင်ငံတကာရဲ့ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့နဲ့အတွင်းအကြုံရှိတဲ့အကြံပေးအဖွဲ့ဖွဲ့စည်းဖို့၎င်းကတိုက်တွန်းခဲ့တယ်လို့ဘွန်စင်ကပြောပါတယ်။ ကြေတနာတွေကိုဖြည့်ရှင်တဲ့နေရာမှာတရင်ရှိရှိနဲ့ခိုင်မာပြတ်သားမှုကိုပြသဖို့ဝင်ကြီးချုပ်ကိုတိုက်တွန်းချင်ပါတယ်လို့၎င်းက The Standards သတင်းဌာနနဲ့ပြုလုပ်တဲ့အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။နိုင်ငံအတွက်အကျိုးရှိစေမယ့်မူဝါဒကိုကျင့်သုံးနေသမျှကာလပတ်လုံးအထက်လူကြီးတွေရဲ့မူဝါဒအားလုံးကိုလိုက်နာဖို့အသိအရှိကြောင်းလဲဒုတိယဗိုလ်ချုပ်ကြီးပွန်စင်ကပြောပါတယ်။ ဖွန်ဆင်ဟာကမ္ဘောဒီးယားနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းနယ်စပ်ဒေသအားလုံးဒီဘအတွက်တာဝန်ယူထားရတဲ့စစ်ကောင်းဆောင်တဦးဖြစ်ပါတယ်။ပေထုံထန်ဟာကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့ဖုန်းဆက်သွယ်ပြောဆိုတဲ့အသံဖိုင်ပေါက်ကြားလာခဲ့ပြီးတဲ့နောက် ထိုင်းပြည်သူတွေကဒေါသထွက်ခဲ့ကြပြီးဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။၁၈မိနစ်ကြာမြင့်ခဲ့တဲ့ဒီအတန်ဖိုင်အတွင်းပေထုံတန်ဟာဒုတိယဗိုလ်ချုပ်ကြီးဖွန်စင်ကိုအတိုက်ခံတဲ့အဖြစ်ရည်ညွှန်းပြောဆိုခဲ့တာဖြစ်ပါတယ်။အဲကိစ္စနဲ့ပတ်သက်ပြီးဝန်ကြီးချုပ်ကကျွန်ုပ်ကိုချက်ချင်းဖုန်းဆက်ပြီးတောင်းပန်ခဲ့ပါတယ်လို့ဖွန်စင်က The Standard နဲ့ပြုလုပ်တဲ့အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။ ။ဒါပြင်စစ်ဘက်တမိုးတွေကာကွယ်ဝင်ကြီးတွေနဲ့ဝင်ကြီးချုပ်အပေါင်းဝင်အထက်လူကြီးတွေအပေါ်သက်ဆာစောင့်တည်မယ်လို့လည်းဗိုလ်ဆင်ကထပ်မံအတည်ပြုခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်သူတွေကိုရှင်းရှင်းလင်းလင်းဖြစ်စေဖို့ဝင်ကြီးချုပ်ကိုတိုက်တွန်းပါတယ်။ကျွန်တော်ကိုစိုးရိမ်စရာမလိုပါဘူးလို့ဗိုလ်ဆင်ကပြောပါတယ်။ပေးထုံထံဟာဟွန်ဆန်နဲ့ဖုန်းပြောခဲ့တဲ့အတန်ဖိုင်ပေါက်ချားခဲ့ပြီးတဲ့နောက်ဒေါသထွက်နေတဲ့လူတို့ကိုဇွန်16ရက်ကတောင်းပန်ခဲ့ပါတယ်။